ခဲ့သည့်အတိုင်းပဲအဲ့ဒါလိုငါဟာစီးစိမ်ခံစားပြီးပျော်ရွှင်နေရကတနေ့တော့ငါစိတ်ထဲမှာကဘာကြီးတစ်ခုလုံးပုံလျှောက်ပြီးလေပတ်ချင်အယောင်းဝယ်လုပ်ချင်စီးပွားရှာခြင်းသည့်စိတ်တွေပေါ်လာပြန်သည်အဲ့တဟာနဲ့ငါလည်းငါအတပြားတွေကိုအမြောက်များယူလာပြီးကုံတွေဝဲထုတ်ပိုးပြီးခီးသွားဖို့လုပ်ပြန်သည်အဲ့ဒါလိုပြင်ဆင်ပြီးတော့ငါလည်းတင်းမောစိတ်ကိုထွက်လာသည်တင်းမောစိတ်ရောက်တော့အစင်သင့်ပဲတင်းမောအစ်တစင်းဟာကြကြနနာ ရွက်တဲ့ကျိုးတက်တွေဆင်ပြီးခီးထွက်မလို့လုံနေတဟာကိုတွေ့သည်အဲ့တဟာနဲ့ငါလဲအဲ့ဒီတင်မောနဲ့ပဲခီးထွက်ဖို့ဆုံးဖြတ်လိုက်သည်အဲ့ဒီတင်မောမှာငါလိုပဲတခြားကုံတွေတွေလည်းအများပြားပဲပါကြသည်အဲ့တဟာနဲ့ငါတို့တင်မောလွင်လာပြီးအမျိုးမျိုးအကျုံးကျုံးကိုစိုက်ပြီးပါတိကုံတွေရောင်းလိုက်စိုက်ရစိုက်ရကကုံတွေပြန်ဝဲလိုက်တခါပြန်ရောင်းလိုက်နဲ့ငါတို့ဟာအတော်ပဲစီးပွားလမ်းဖြောင်းနေကြသည် အဲ့ဒါလို့နဲ့ပဲတနေ့တော့ငါတို့စည်းလာသည့်တင်မောဟာအင်မတိအင်မတန်တာယာရှုမောရှိသည့်ကျွန်းတကျွန်းကိုရောက်သွားသည်အဲ့ဒီကျွန်းကတစ်ပင်ဝါပင်တွေဆိုတဟာကလည်းခက်ချိုင်းစိမ့်ညိုနှစ်လိုဝဲအစင်းနဲ့ပြေဆုံးကြသည်ကျင်းငှက်အမျိုးမျိုးကလည်းတာယာစွာတွန်ကျူးလျက်ရှိကြသည်တစ်ပင်ကျူတစ်ပင်ကြားကချောင်းကလေးမြောင်းကလေးတွေကလည်းရေကြီးရေအေးတခွေခွေနဲ့တသွင်သွင်စီးစင်းနေကြသည် အဲ့ဒီလိုတာယာပါလေးရဲ့အဲ့ဒီကျုံးမှာလူရိပ်လူကြီးဘာမှမတွေ့ပဲနဲ့မိခိုးတိတ်နေတာကတော့အတော်ပဲထူးခြားသည်အဲ့တဟာနဲ့ငါတို့တင်းမောကပီတန်ကကြောက်ချပြီးတင်းမောကိုအဲ့ဒီကျုံးမှာစိုက်လိုက်သည်အဲ့ဒီလိုလဲစိုက်လိုက်ရောငါတို့ခီးသွားတွေလဲကြပြောတပားကြီးတင်းမောဘော်ကဆင်းပြီးကုန်းဘော်တက်ကြည့်ကြတာပဲကုန်းဘော်ရောက်သွားတော့ငါလဲတစ်ပင်တွေချာမှာစီးစင်းနေသည့်ချောင်းကမ်းပါးနားမှာထိုင်ပြီး ချောင်းရည်အေးကလေးကိုတောက်ပြီးငါမှာပါလာသည့်မတိုးထမင်းမတိုးဟင်းများကိုချပြီးစားသည်အဲ့ဒီအခိုက်မှာပဲလေးချိုလေးအေးလေးကတင်းင်းင်းနဲ့တိုက်လာသည်အဲ့တဟာနဲ့ငါလည်းအိတ်ချင်သလိုလိုရှိလာပြီးချောင်းကမ်းပါပေါ်မှာလှဲပြီးအိတ်လိုက်သည်နောက်ခဏနေလို့အိတ်ရာကနိုးပြီးကြီးလိုက်တော့ငါခီးသွားရဲဘော်တွေလည်းတယောက်မျှမရှိကြတော့ဘူးတင်းမောလည်းမရှိတော့ဘူးငါခီးဖော်တွေလည်းငါအိတ်နေတာမသိကြဘူးနဲ့တူပါသည် အဲ့တဟာနဲ့လူသူတယောက်မျှမရှိသည့်ကျုံးပေါ်မှာငါတယောက်တည်းကြံနေရခဲ့တော့ငါလည်းမျက်လုံးမျက်စံပြူးသွားသဟာပဲအလင်းတစ်ခါတော့ကအသက်ချမ်းသာပေမယ့်ဒီတစ်ခါတော့ချမ်းသာဖို့လမ်းရှိနေမဟုတ်တော့ဘူးဆိုပြီးငါဟာအားတစ်ခါတည်းလျှော့လိုက်သည်ပြီးတော့ဒီတစ်ခါငါခရီးထွက်လာသဟာတော့ဖြစ်မှားပြီး ငါဟာငါငါအိမ်မှာအစားကောင်းစားအတော့ကောင်းတော့အထည်ကောင်းဝတ်ပြောခြင်းတလို့ပြောသုံးခြင်းတလို့သုံးနေရတဲ့သားနဲ့ခီးထွက်လာမိတဟာဟာငါကြမှာငါငင်းတဟာပဲဆိုပြီးငါဟာငါကိုငါအများကြီးစိတ်ဆိုးပြီး နောင်တဖြစ်မိသည်တကယ်ဆိုရင်ငါဟာတခါသေးဘူးပြင်ပနားလေကိုကောင်းသည်ဗကတက်မျိုးဟာကို့မျိုးလည်းဖြစ်သည်တာယာစီကားသည့်မျိုးလည်းဖြစ်သည်တဟာနှစ်တောင်အေးအေးမနေနိုင်ပဲဆက်စော့မိလို့ဒီတခါငါတော့ဖြစ် အသက်ချမ်းသာဖို့လမ်းမရှိတော့ဘူးလို့အောက်မေ့ပြီးငါဟာချူတန်ပါအောင်ငိုတော့တဟာပဲအဲ့ဒါလိုငိုပြီးတော့ငါဟာရက်တီရမရနိုင်တဟာနဲ့တောင်လျှောက်မြောက်လျှောက်အရှေ့လျှောက်အနောက်လျှောက်နဲ့ခွေးနာလောက်ကိုက်တလို့ဖြစ်နေသည်နောက်ဆုံးကြတော့ငါလဲကြံရမရတဟာနဲ့တစ်ပင်မြင့်မြင့်ကြီး တပင်ပေါ်တက်ပြီးပပတ်လဲမြင်နိုင်သမျှအရရက်ကိုလှမ်းပြီးကြည်သည်ကြည့်ပေမဲ့ဘာမှမတွေ့ရဘူးငိုကောင်းကင်ရဲ့တစ်ပင်တွေရဲ့နှက်တွေရဲ့တဟာပဲမြင်ရသည် အဲ့တဟာနဲ့ငါလဲစိတ်ပြက်လက်ပြက်ဖြစ်နေတော့မှ ခဝေးဝေးမှဖြူဖြူလုံးလုံးကြီးတစ်ခုကိုမြင်ရသည်တဟာနဲ့ငါဟာတစ်ပင်ပေါ်ကကြပြာကြရာဆင်းပြီးအဲ့ဒီဖြူလုံးကြီးရှိသည့်နေရာကိုမှန်ပြီးသွားသည်အနားရောက်သွားတော့လာလာဖြူလုံးကြီးဟာအေယာမကြောက်တုံးကြီးလိုဟာ ဖြစ်နေတဟာကို တွေ့ရသည်အပေါ်ဆုံးထိတ်ကိုမြင်ရဖို့လဲအတော်ကိုမော့ပြီးကြည်ရသည် အဲ့တဟာနဲ့ငါလဲဘလို့ဟာကြီးလဲဆိုတာသိရအောင်ပတ်ချလှဲ့ပြီးကြည်သည် နောက်ပြီးတခါအဲ့ဒီအလုံးကြီးဟာလုံးပတ်ဘလောက်ရှိတလဲသိကျင်တဟာနဲ့တနေရာကိုခဲတစ်ခုနဲ့ချမှတ်ထားပြီးအဲ့ဒီအလုံးကြီးကိုခြေနဲ့လှမ်းပတ်ကြည့်တော့အလန်းကျဲကျဲ90ရှိတဟာကိုတွေ့ရသည်အဲ့ဒီတော့မိုးကလည်းချုပ်ခါနီးနေပြီငါကလည်းဒီဖြူလုံးကြီးဟာဘလို့ဟာပါလိမ့်မလဲလို့အံ့ဩနေတော့ဖြုံးကနေဆိုနေကိုတိမ့်တိုက်ကြီးဖုံးသွားပြီးတခါတည်းမှောင်သွားသည် မိုးခါလည်းမဟုတ်လို့မိုးရိပ်မိုးသားလည်းမရှိဘဲနဲ့ဘဲနယ်ကြောင့်နေကိုမိုးရိပ်ခုံးသွားရပါလိမ့်မလဲလို့ငါစိတ်ထဲကအောက်မေ့နေတော့အသေးချာကြည့်လိုက်တော့မှလာလာငါစိတ်ကမိုးရိပ်မိုးသားလို့ထင်နေသည့်အရာဟာလက်ဆတ်တတ်တော့အေယာမငှက်ကြီးဖြစ်နေတဟာကိုတွေ့ရတဟာကိုအဲ့ဒီငှက်ကြီးကကြီးလိုက်တဟာဆိုတဟာလည်းမပြောပါနဲ့တော့ပြန်လာတဟာနဲ့နေကိုအုပ်ပြီးမိုးကိုအုံသွားတာပဲဒီတော့မှငါလဲ ားလားတန်တော့တီးညက်ကြီးဟာတခြားမဟုတ်ဘူး။ငါလင်းနှုံးကကြားဘူးသည့်ယူခဆိုသည့်ညက်ကြီးပဲဆိုတဟာတည်ရသည်။ယူခငှက်ကြီးတွေဟာသူတို့သားငယ်သမီးငယ်ငှက်ကလေးတွေကိုစင်ပြောင်ကြီးတွေချီချီပြီးအစာကျွေးတည်လို့ပြောကြသည်တဲ့။အဲ့တဟာနဲ့ငါလဲအံ့ဩခြင်းမကအံ့ဩပြီးငှက်ကြီးပြန်လာသည့်ဘက်ကိုလှမ်းကြည့်လိုက်တော့ငှက်ကြီးကငါ့စီကိုတဲ့တဲ့ပြန်လာပြီးအဖြူလုံးကြီးပေါ်မှာဝတ်တော်တဟာပဲ။ ဒီတော့မှငါးစိတ်ထဲမှာဗာမန်းညာမန်းခွဲခြားမရသည့်အဖြူလုံးကြီးဟာယူကငတ်ကြီးရဲ့ဦးဖြစ်နေမှန်းသိရသည်အဲ့တဟာနဲ့ငါလဲအလာအရှင်ဖန်ဆင်းတော်မူတတ်ပါပေ၏အလာအရှင်သည်အံ့ဩဖွယ်ကောင်းပါပေ၏လို့ဆိုပြီးအလာရှင်ရဲ့ဂုံကျေးဇူးများကိုတွတ်တွတ်နဲ့နှုတ်ကရွတ်လိုက်သည်အဲ့ဒီလိုယူကငတ်ကြီးကသူ့ဥပေါ်မှာခြေထောက်နှစ်ချောင်းနောက်ပြစ်ပြီးဝတ်လိုက်တော့ငါလဲအကြံရပြီး ငါကောင်းကခေါင်းပေါင်းကိုချွတ်ကျိုးလိုလိန်ကျစ်ပြီးငါခါနဲ့နှစ်ကြီးရဲ့ခြေထောက်ကိုခံအောင်တခါတည်းတုပ်လိုက်သည်ဒီလိုလုပ်သည့်အကြံကတော့တခြားမဟုတ်ဘူးငါစိတ်ထဲကဒီလိုလူမရှိသည့်ကျုံးပေါ်မှာတယောက်ထီးတဲ့နေရသာထက်တော့နှစ်ကြီးပြန်ရကိုလိုက်သွားရသာကမှတနေ့လူနေသည့်မြို့ရွာကိုရောက်ချင်ရောက်ဦးမည်လို့အောက်မေ့လိုပဲအဲ့တဟာနဲ့ငါလဲငါခါနဲ့နှစ်ကြီးခြေထောက်ကိုချီပြီးတညလုံးတထိတ်ထိတ်နဲ့စောင့်နေသည်အဲ့လိုလဲမရဘူး အဲ့ဒီလိုတညာလုံးတထိတ်ထိတ်နဲ့နေရင်းနဲ့နနဲ့အလင်းရောင်လာတော့နှစ်ကြီးကကြောက်เสียအတန်ကြီးကိုမြည်ပြီးကောင်းကင်ပြန်တက်သွားသဟာပါပဲ။ငါလဲတွဲလောင်းတွဲလောင်းနဲ့ပါသွားသည်။နှစ်ကြီးကသူ့ခြေထောက်မှာငါပါလာမန်းတီတော်မသိဘူး။ငါလဲကြောက်လိုက်တဟာလေးမပြောပါနဲ့တော့။နှစ်ကြီးကလည်းဟေ့ကောင်းကင်ပေါ်ကိုထိုးပြန်သွားလိုက်တဟာငါထင်ဖြစ်ကောင်းကင်ထိတ်ကိုရောက်သွားသည်ထင်တဟာပဲ။အောက်ကိုကြည့်လို့လဲဘာဆိုလို့ဘာကိုမှမမြင်ရဘူး။ ဒီအတွင်းမှာငါလဲတထိတ်ထိတ်နေပဲနောက်ဆုံးကြတော့မှမျက်ကြီးကတဖြည်းဖြည်းမြေပြင်ဘက်ကိုတက်တက်လာပြီးတောင်ထိပ်တစ်ခုပေါ်မှာနားသည်ဒီတော့မှငါလဲကြပြကြရငါကားနဲ့သူ့ခြေထောက်နဲ့ခြေထားသည့်ခေါင်းပေါင်းကိုဖြုတ်ပြီးတခါရဲစုံကန်ပြီးလစ်ပြေးတော့သည်အဲ့ဒီလိုငါလစ်ပြေးပြီးခဏလောက်နေတော့မျက်ကြီးကအလျားကလည်းအလွန်အလွန်ရှည်လုံးပတ်ကလည်းအလွန်အလွန်တုတ်သည့်ငွေကြီးတစ်ကောင်ကိုခြေသေးကြီးတွေနဲ့တုတ်ပြီးကောင်းကင်ကိုပြန်တက်သွားသည် အဲ့တဟာနဲ့ငါလဲငါဟာငါဘလို့နေရာများရောက်နေပါလိမ့်မလဲလို့တီးရအောင်ရှောက်ကြည့်တော့တောင်ထိပ်ကြီးတစ်ခုပေါ်ရောက်နေတဟာကိုလည်းတွေ့ရသည်အဲ့ဒီတောင်ထိပ်ကအောင်းငုံကြည့်လိုက်ရင်လည်းအင်မတန်ကြောက်စရာကောင်းသည့်၆ကြီးကမ်းမကြီးတွေသာမြင်ရသည်အဲ့ဒီနားတော်ဝိုက်မှာရှိသည့်တောင်တွေကလည်းမြင့်သည်မမြင့်သည်ဆိုတဟာမပြောနိုင်တော့တောင်ထိပ်ကိုကြည့်လို့မမြင်ရဘူးအဲ့တဟာနဲ့ငါလဲအင်းငါတော့ဖြင့်တစ်ခါထပ်ပြီးမှပြန်ပြီး ဒီနေရာနဲ့စာလျင်ဟိုလူမရှိသည့်ကျုံးကပဲတော်အောင်မည်။ဟိုနေရာမှာဆိုရင်တတိကလေးပါလေးရှာစားလို့ရသေးသည်။ဒီနေရာမှာဆိုရင်ဘာမျှရှာစားလို့လည်းရမှာမဟုတ်ဘူး။တပင်ဆိုလို့လည်းတပင်မျှမရှိဘူး။ခြေတောက်ဖို့ချောင်းတို့မြောင်းတို့လည်းမရှိဘူးလို့အောက်မေ့ပြီးနောင်လိုက်ရမိသည်။အဲ့တဟာနေငါလေ။တက်နိုင်ပါဘူးလေ။အလားရှင်ကိုပဲအားကိုရတော့မှာပဲလို့ဆိုပြီးကိုဟာကိုအတင်းရသည်။ အဲ့ဒီလိုနေရင်းနဲ့တောင်ကြားတစ်ခုတည်းရောက်သွားတော့အဲ့ဒီတောင်ကြားတစ်ခုလုံးဟာစိန်နှုံးစိန်ခဲကြီးတွေဖြစ်နေတဟာကိုတွေ့ရသည်ပြီးတော့ဒီတောင်ကြားထဲမှာထန်းလုံးလောက်တုံးသည့်ငွေကြီးတွေကလည်းပြည်နေတဟာပဲအဲ့ဒီငွေကြီးတွေကနေ့တိုင်းနေ့တိုင်းကြာရင်ယူကောက်နဲ့ကြီးတွေကိုကြောက်လို့နှုံချုံရမှာပုံပုံအိတ်နေကြပြီးညံ့ကြမှအစာရှာထွက်ကြသည် ဲ့တဟာနဲ့ငါလဲကြောက်လွန်းလို့စာမန်းလောင်မန်းလဲမသိတော့ပဲစက်တီးဖြန်းကနေဖြန်းကနေထနေသည်အဲ့တဟာနဲ့နေကလဲစောင်းလာတော့အိတ်ဖို့နေရကြည့်တော့တောင်ကမ်းပါရံမှာကြောက်ကူခက်ချင်းချင်းတစ်ခုတွေ့သည်အဲ့တဟာနဲ့ငါလဲဒီတညတော့ငါအသက်မတည်သေးဘူးလို့အောက်မေ့ပြီးအဲ့ဒီကူထဲမှာပဲဝင်အိပ်ပြီးကူဝါကိုတော့အဲ့ဒီအနားမှာတွေ့သည့်ကြောက်တုံးတစ်ခုနဲ့ပိတ်ထားသည်အဲ့တဟာနဲ့ညကြလို့ကူရဲ့အတွင်းဘက်ကိုလှမ်းကြည့်လိုက်တော့ ဝင်းမကြီးတကောင်ကဥရေပေါ်မှာဝင့်နေတာကိုတွေ့ရသည်။ဒီတော့ငါလဲဇောချွေးကြီးပြန်လာသည်။တဟာပေမဲ့အပြင်လဲမထွက်ဝင်းတဟာနဲ့အตาကလေးတညလုံးငြိမ်နေရသည်။အသက်တောင်ရှူမိလားမရှူမိဘူးလားမပြောတတ်ဘူး။အဲ့ဒါလို့နဲ့ငါလဲတညလုံးအိတ်လို့မရဘူး။အဲ့ဒီလိုနေရင်းနဲ့မိုးလင်းစပြူတော့မှပဲကူဝါကကြောက်တုံးကိုဖယ်ပြီးအပြင်ကိုငါထွက်လာသည်။ ငါဖြစ်မြေကြီးကိုခြေထောက်နဲ့နင်းရမှန်းတော့မသိဘူးအဲ့ဒါလိုနဲ့ပဲငါတောင်ကြားရဲလျှောက်လာတော့ဖြုံးဆိုကောင်းကင်ကစိတ်သားတုံးကြီးတုံဘုံခနဲ့ဆိုကြလာသည်ဒီတော့ငါဖြစ်ကြောက်လွန်းလို့အသက်ဘယ်ကထွက်ရမှန်းတော့မသိဘူးနောက်တော့မှ အဲ့ဒီတောင်ကစိန်တွေကြောက်တွေကိုဘေးရနေရများလုံးလို့ဘသူမျှရအောင်မယူနိုင်တဟာနဲ့တချို့ကညံကူပြီးစိတ်သားတုံးတွေကို တောင်ပေါ်ကနေပြစ်ချပြီးအဲ့ဒီစိတ်သားတုံးတွေကိုစွန်တွေကလာတုံးလို့စိန်တုံးကြောက်တုံးတွေကပ်ပါလာသည့်အခါကျမှစွန်တွေကိုမောင်းပြစ်ပြီးစိန်တုံးကြောက်တုံးတွေကိုကောက်ယူကြသည်ကိုခီးသွွားတွေကငါ့ကိုပြောဘူးတဟာကိုငါသွားတရိယာသည်အဲ့တဟာနဲ့ငါလဲစိတ်သားတုံးကြီးကြသွားသည်စီကိုသွားကြည့်တော့ စိန်ရွေကြောက်တွေကတ်နေတဟာကိုတွေ့ရသည်တဟာနှင့်ငါလဲရသည်မြစိန်ရွေကြောက်တွေကိုခွာယူပြီးငါမှပါသည့်အဝိညာဉ်နှင့်ကြင့်နေအောင်ထုတ်ထားသည်အဲ့ဒီလူနေတော့မှနောက်ထပ်စိတ်သားတုံးကြီးတစ်ခုကြလာပြန်သည်တော့ငါလဲအကျဉ်ရတဟာနဲ့အဲ့ဒီစိတ်သားတုံးကြီးကိုကောက်ပြီးငါ့ကိုယ်ပေါ်မှာတင်ထားပြီးငါကအောက်ကပက်လက်လန်ပြီးစိတ်သားတုံးကြီးကို မြဲမြဲဖတ်ထားသည် ာကအဲ့ဒီလိုလဲဖတ်ထားပြီးရောစွန်ကြီးတကောင်ကအဲ့ဒီစိတ်သားတုံးကြီးကိုလာပြီးတုတ်သွားသည်။ငါလဲစိတ်သားတုံးကြီးနဲ့အတူစွန်တုတ်သွားရကိုပါသွားသည်။အဲ့ဒီစွန်ကြီးကစိတ်သားတုံးကြီးကို တောင်ထိပ်တစ်ခုပေါ်မှာချပြီးထိုးစိတ်စားမိလဲလှုပ်ရောဘေးကညာတန်ပေးပြီးဟဲ့စုံဟဲ့စုံလို့အနားမှာချောင်းပြီးစောင့်နေသည့်လူတစ်ယောက်ကပေါ်သည်။ဒီတော့စွန်ကြီးလဲလမ်းပြန်ပြေးရော ဒီတော့ငါကစိတ်သားတော့အောက်ကထွက်လာပြီးအနားမှာရက်နေသည်ဒီတော့အဲ့ဒီလူကငါ့ကိုမြင်ပြီးကြောက်နေသည်ပြီးတော့စိတ်သားတုံးကြီးနာသွားပြီးစိန်တွေတွေ့မလားလို့လှန်လို့ကြည့်သည်ဘာစိန်မှမတွေ့တော့မှဖြစ်မှဖြစ်ရပလီနော်လို့អော်ပြီးញីသည်ဒီတော့ငါကသူ့အနာကတ်သွားသည်ဒီတော့အဲ့ဒီလူကငါ့ကိုတင်ဘသူလဲဘယ်နည်းနဲ့ဒီကို ရောက်လာတယ်လဲလို့မေးသည်ဒီတော့ငါက ိုငါကိုမကြောက်ပါနဲ့ငါဟာလူသားတစ်ယောက်ပါငါဟာရောင်းဝယ်စားပါသည်ပြီးတော့ငါဖြစ်ပြက်ဟာလည်းအင်မတန်အံ့ဩစရာကောင်းပါသည်ငါဖြစ်ပြက်ကိုငါအကုန်ပြန်ပြောပြပါမည်ပြီးတော့တင့်အတွက်လည်းဘာမှမပူပါနဲ့တင့်တသက်စားမကုန်နိုင်လောက်အောင်ဖိုးတန်သည့်စိန်တွေကိုငါပေးပါမည်နောက်မှစိန်တွေအများကြီးပါပါသည်ငါစီကစိန်မျိုးဟာတခြားဘယ်မှာမှမရနိုင်ပါဘူး ိုင်းပင်နယ်လဲသဘောကျရဲ့လားလို့ပြောသည်ဒီတော့သူလဲဝမ်းသာအားရနဲ့ငါ့ကိုအများကြီးကျေးဇူးတင်ကြောင်းပြောသည်အဲ့ဒါလို့သူနဲ့ငါနဲ့ဝမ်းသာစကားပြောနေကြတော့မှပဲတခြားလူတွေထက်ရောက်လာကြသည်သူတို့ဟာလဲပထမလူလိုပဲတောင်ပေါ်ကနေပြီးစိတ်သားရုံးတွေပြစ်ချသည့်လူတွေပဲအဲ့တဟာနဲ့ငါလဲငါရလာခဲ့သည့်စိတ်နှုံးတွေတဲကသူတို့ကိုခွဲဝေပေးလိုက်သည်ဒီတော့သူတို့လဲဝမ်းသာကြလုံးလ ငါအသက်ချမ်းသာရာရသည့်အတွက်အလားရှင်ကိုကျေးဇူးတင်ကြသည်အဲ့ဒီနေ့ညကငါတို့ဟာဘေးမရှိသည့်နေရာမှာ တစုတဝေးတဲ့ပျော်ပျော်ပါပါအိတ်ကြသည်နနက်လင်းတော့ငါတို့ဟာတောင်စင်တောင်နှန်းကြီးတွေကျော်ပြီးအင်မတန်သားရသည့်ကျွန်းကြီးတစ်ကျွန်းကိုတွားကြသည်အဲ့ဒီကျွန်းမှာပရုပ်ပင်ကြီးတွေရှိသည်အဲ့ဒီပရုပ်ပင်ကြီးတွေဟာအရေးကလည်းအင်မတန်ကောင်းသည်ဒုတိယ200လောက်သူတို့အရေးအောက်မှာ တီကျွန်းကြီးကလူတွေဟာပြယုတ်လိုချင်တဲ့အခါမှာပြယုတ်ပင်ကြီးတွေကိုတန်ချောင်းကြီးတွေနဲ့ထိုးပေါက်ပြီးအောက်ကခွက်နှစ်ခံထားကြသည်အဲ့ဒီအခါကျမှပြယုတ်ပင်ကအစီဟာထွက်လာပြီးခွက်ထဲရောက်တဲ့အခါမှာထင်းရှုစီများလိုခဲသွားသည်ပြယုတ်ပင်ကြီးတွေဟာအစီကိုထုတ်ယူလိုက်တဲ့အခါမှာတည်သွားကြသည်အဲ့ဒီအခါမှာပြယုတ်သားကိုထင်းလုံးဆိုင်ကြသည် တော့အဲ့ဒီကျွန်းကြီးထဲမှာငါတို့စီကနွားတွေမြင်းတွေလိုတရိတ်ဆန်မျိုးဖြစ်သည့်ကြမ်းဆိုသည့်အကောင်ကြီးတွေလည်းရှိသည်သူတို့တွေဟာတိရွတ်တက်ခတ်ကိုစားကြသည်သူတို့ဂျိုကြီးတွေက၁၀ရောင်လောက်ရှိသည်သူတို့ဂျိုကလည်းခေါင်းငယ်တက်တဲမှတစ်ချောင်းထဲထွက်ပေါက်နေသည်အဲ့ဒီကြံကြီးတွေဟာ တခါတလေစင်ကြီးတွေကိုဂျိုးနစ်ထိုးပြီးသူတို့ခေါင်းပေါ်မှာဆောင်းသွားပြီးသူတို့ဟာ သူတို့တောထဲမှာရှောက်ပြီးအစာရှာစားကြသည်လို့ခရီးသည်တွေကပြောကြသည် ဲ့ဒီလိုစင်ကြီးတွေဥကောင်းပေါ်မှာစွပါလာပေမဲ့ကြံကြီးတွေကမတိကြဘူးတဲ့နောက်စင်ကြီးတွေတည်ပြီးနေဘူးလို့စင်စီတွေပြောကြပြီးကြံ့ရဲ့မျက်စိတဲဝင်သည့်အခါကြံ့လဲမျက်စိကန်းသွားပြီးတည်သည့်အထိတခါတည်းဝင့်နေသည်တဲ့အဲ့ဒီအခါကျမှယူခနှက်ကြီးတွေကစင်သေးကောင်ရောကြံ့သေးကောင်ရောတုတ်သွားပြီးသူတို့သားငယ်သမီးငယ်တွေကိုကြွေးကြသည်လို့လည်းပြောကြသည် တော့အဲ့ဒီကျုံးမှာရှိသည့်ကျွဲတွေနွားတွေကလည်းငါတို့စီကကျွဲတွေနွားတွေနဲ့မတူဘူးတမျိုးကြီးပဲငါလည်းငါစီမှာရှိသည့်စိန်တွေကြောက်တွေကို တချို့ကိုရွှေနဲ့တချို့ကိုငွေနဲ့ရောင်းသည်ပြီးတော့အဲ့ဒီကျုံးကထွက်သည့်ကုံတွေကိုတစ်ခါပြန်ဝယ်ပြီးကုံတွေပေါ်တွေနဲ့တခြားမျိုးတွေရွာတွေကိုလည်ရင်ပတ်ရင်နဲ့ရှောက်ရောင်းပြန်သည်အဲ့တဟာနဲ့နောက်ဆုံးကြတော့ငါဟာဘတ်တော်လာမျိုးကိုပြန်ရောက်လာသည် ဘတော်လာမြို့မှာ၄၅ရက်နေပြီးငါတို့ဘဂဒတ်မြို့ကိုပြန်လာသည်။ငါဘဂဒတ်မြို့ပြန်ရောက်လာသည့်အခါမှာငါစီမှာစိန်တွေကြောက်တွေကုံတွေအတပြားတွေအများကြီးပါလာသည်။အဲ့တဟာနဲ့ငါလဲဆွေမျိုးတွေမိဆွေတွေကိုဘေးကမ်းကျွေးမွေးလုပ်သည်။ပြီးတော့ငါဟာအစားကောင်းတွေစားအတောက်ကောင်းတွေတောက်အထည်ကောင်းတွေဝတ်ပြီးပျော်ပျော်ကြီးစီးစိန်ခံနေသည်။ခရီးထွက်တုန်းကစင်းရဲခံရတဲ့ဟာတွေကိုလည်းအမှတ်မရတော့ဘူး။ အဲ့ဒီလိုငါဟာစီးချိန်ချမ်းသာနဲ့နေသည့်အခါမှာငါမိတ်ဆွေတွေအပေါင်းအသင်းတွေကငါစီလာလာပြီးငါခီးထွက်ခဲ့တော့ငါတွေ့ခဲ့ကြုံခဲ့ရသည့်အကြောင်းတွေကိုမေးကြသည်ပြီးတော့အခုလိုငါကောင်းမွန်ချောမောစွာပြန်ရောက်လာသည့်အတွက်ဝမ်းသာကြောင်းလည်းပြောကြသည်အဲအခုငါပြောတဲ့ဟာတွေဟာနှစ်ကြိမ်မြောက်ပင်လယ်ခီးထွက်ရင်းနဲ့ငါတွေ့ခဲ့ရသည့်အဖြစ်အပျက်တွေပဲအင်ရှာလာအလာရှင်အခွင့်ပြုတော်မူလျင်မနှက်ဖြန်ကြတော့ နားရဲ့၃ချိန်မြောက်ပင်လယ်ခရီးစဉ်ကိုပြောပြအောင်မီလို့ရေစင်တစ်ဘက်ကပြောတည်တဲ့ပြီးရင်ရေစင်တစ်ဘက်ဒီအခြားဖော်များနဲ့တကွကုန်းစင်တစ်ဘက်ကိုစားကောင်းတော့ပွဲများကျွေးမွေးပြီးရွှေတင်းကားပြရေတရာလက်ဆောင်ပေးပြန်သေးတဲ့အဲ့ဒီတော့ကုန်းစင်တစ်ဘက်လည်းရွှေတင်းကားများကိုယူပြီးဝမ်းသာအားရနဲ့သူ့အိမ်ကိုပြန်သွားတဲ့နောက်နေ့မိုးလင်းတော့တခါကုန်းစင်တစ်ဘက်ဟာအိမ်ရမှာစောစောထပြီးဖျားရှိခိုးပြီးရေစင်တစ်ဘက်အိမ်ကိုသွားပြန်ပါတဲ့ ရေစင်တစ်ဘက်ကလည်းခါတိုင်းလိုပဲပြပြတလဲစီးချိုနှုတ်ဆက်ပြီးသူ့အနားမှာထိုင်စီတဲ့ပြီးတော့အခြားဖော်တွေလည်းရောက်လာကြတဲ့အဲ့ဒီခါကျတော့ရေစင်တစ်ဘက်ကအစားကောင်းအတော့ကောင်းတွေကိုခါတိုင်းလိုပဲတည်ခင်းကျွေးမွေးပြန်တဲ့အဲ့ဒါလိုပျော်ပျော်ပါပါစားတော့ပြီးတော့မှရေစင်တစ်ဘက်ကကိုင်းသားချင်းတို့သုံးချိန်မြောက်ငါရဲ့ပင်လယ်ခီးစဉ်ကိုပြောတော်မီဂယူးဆိုင်ပြီးနားထောင်ကြပြီတော့ ဒီတခါပြောမိငါခီးစဉ်ကအလင်ကပြောပြီးသည့်ခီးစဉ်ထက်တောင်အံ့ဩစရာကောင်းသေးသည်လို့ဆိုတဲ့